လူသေးစေမှုပါကြိုးပမ်းခဲ့ရတဲ့ဆိုရဲမင်းသားဒါရန်ဝမ် တရုတ်နိုင်ငံရဲ့နမဲကျော်တရုတ်ဆောင်ဂျာရန်ဝမ်ကလူသက်မှုကျူးလွန်မှုကြံစည်မှုနဲ့စုံစမ်းစစ်ဆေးခံရကြောင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။မင်းသားပြီးခဲ့တဲ့လကထိုင်ဝမ်မှာမဖြစ်မနေစစ်မှုတန်းဖို့ရှောင်တိန်နေရကြောင်းတွေ့ရှိရပြီးနောက်ရက်အနေငယ်အကြာမှာအခုလိုသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်ခဲ့တာဖြစ်ပြီးသူ့ကိုလူသက်မှုမှာပါဝင် ပတ်သက်နေတယ်လို့တန်တရားရှိခဲ့ရတဲ့အကြောင်းရင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။အစီရင်ခံစာရီတိုင်းမှာတော့လူသက်မှုကျူးလွန်မှုဂျိုးပန်းနာက2024ခုနှစ်ဧပြီလကဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ယ်။သူကထိုင်ဝမ်ကိုပြန်ဖို့ဥပါကတစဉ်လေစိတ်ပို့ဆောင်ရေးဝန်ဆောင်မှုပေးခဲ့တဲ့ Tesla ကအရေးအသွေးကိုမကြိုက်တာကြောင့်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ပိုင်းမှာခီးစဉ်အတွင်းရှင်မောင်နဲ့မလိုအပ်ဘဲပြဿနာတွေဖြစ်လာခဲ့ပါတယ်။သူရဲ့ဒေါသတွေမထိန်နိုင်တဲ့အဆုံးမှာတငယ်ချင်းဖြစ်သူအားတစဉ်နမဲကြီးလူမိုက်ခိုင်းဝင်နေတဲ့ဆက်သွယ်ခဲ့ပြီးတော့ကားဒရိုင်ဘာနဲ့ဂျိုတင်မာယူမှုကိုဂိုင်တွယ်သူကိုပါရိုက်နှက်ခဲ့လို့သိရပါတယ်။မင်းသားရဲ့မန်နေဂျာကလောလောဆယ်ဖုန်းခေါ်ဆိုမှုတွေကိုတုံ့ပြန်ခြင်းမရှိပေမဲ့လည်းထု ပ်ပြန်တဲ့စာကတော့ဒီကိစ္စကိုနားလည်ဖို့တောင်းဆိုထားပြီးရှင်းလင်းပြသတဲ့အဖြေတော့မရရှိခဲ့ဘူးလို့သိရပါတယ်ရှင်။